ီလိုကြောင်းရင်းတွေကြောင့်မယုံနိုင်လောက်အောင်ချုံမလှပကြီးကောင်းလာတဲ့မင်းသားမြင့်မြတ်ပရိသတ်များလုံးမင်္ဂလာပါရှင်ရွှေမန်းလေး channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ဗီဒီယိုဖိုင်လေးတစ်ပိုင်းမှာမယုံနိုင်လောက်အောင်ချုံမလှပနေလို့လူပြောများနေရာကတော့တရုတ်ဆောင်မင်းသားမြင့်မြတ်ပါအထူးသဖြင့်တော့မန္တလေးက TikTok ဆယ်လီဆွေနဲ့ရိုက်ထားတဲ့ TikTok ဗီဒီယိုတစ်ပုဒ်မှာမထင်မလောက်အောင်ပြောင်းလဲပြီးတော့နုပြိုသွားတဲ့ Academy မင်းသားကြီးမြင့်မြတ်ရဲ့ပုံစံကြောင့်ပရိသတ်တွေအားလုံးကတော့အင်အားသိမ့်ခဲ့ရပါတယ် တချို့ကဆိုရင် AI လာလို့တောင်မှထင်ရတဲ့အထိပါပဲမင်းသားမြများဆိုတာကမဟာဂဏီရုပ်ရှင်ထုတ်လို့ရေးကနေစင်တင်ပေးလိုက်တဲ့မင်းသားတက်လက်ဖြစ်ပြီးတော့ဗီဒီယိုဇာတ်ကောင်းတွေမှာသူ့ရဲ့အနုပညာအရေးအသေးတွေကိုအကောင်းဆုံးပြသနိုင်ခဲ့ရကြောင်းပရိသတ်တွေကြားမှာတဖြည်းဖြည်းနဲ့နေရာရလာခဲ့သူပေါ့မင်းသားမြများဟာဒရမာဟာတာနဲ့အရှင်စတဲ့ဇလန်းမျိုးစုံမှာအသက်ဝင်အောင်တရုပ်ဆောင်နေတဲ့သူဆိုရင်လည်းမမှားပါဘူး မြန်မာနိုင်ငံကတချို့မင်းသားတွေဟာလူကြီးလူကောင်းကရိတာစော်ကြည်ပဲကရိတာနဲ့မှလိုက်ပြီးတော့စင်ရသာခံမရတာဟာတာဇလန်းနဲ့မလိုက်တာလူစိုးလူမိုက်အဖြစ်တရုံဆောင်ရင် မပြည့်ပြနာတွေရှိပါတယ်။မင်းသားမြတ်မြတ်ကတော့ပရိသတ်တွေဝက်ဝက်ကွယ်ရေရမယ်ဟာတာကရိတာဇက်ကောင်နေရာမှာတရုံဆောင်မလား။ရက်ွက်ထဲကလူမိုက်အဖြစ်တရုံဆောင်မလားစသဖြင့်ကရိတာမျိုးစုံရတဲ့တဘာဝမင်းသားကြီးတလက်ပေါင်း ဒါကြောင့်လေတော်ရုံမျိုးပါမကျန်ပရိသတ်တွေအများကြီးကအားပေးကြတဲ့မြင့်မြတ်ဟာမြန်မာနိုင်ငံရဲ့ဈေးကြီးဆုံးစီးရင်ဝင်တဲ့အထိတ်တန်းမင်းသား၃ယောက်ထဲကတစ်ယောက်ဖြစ်ခဲ့ပါတယ်။ဒါပေမဲ့မင်းသားမြတ်တစ်ယောက်အောင်မြင်လာတာနဲ့အတူဝေဖန်တိုက်ခတ်မှုတွေကရှိလာခဲ့ရပါဘူး။ အထူးသဖြင့်မင်းသားမြန်မြန်နဲ့အတူရုပ်ရှင်ဇာတ်ကားများစွာရိုက်ကူးခဲ့တဲ့ဒါရိုက်တာပြည်ဟင်းဒီဟာကအမေရိကန်နိုင်ငံကနေမြန်မြန်ရဲ့ပရိသတ်တွေမတည်သေးတဲ့ကင်မရာနောက်ွယ်ကအကြောင်းရင်းတွေကိုဖွင့်ချအပြေးမှာမြန်မြန်ရဲ့နာမည်နဲ့ဂုံသိက္ခာတွေကပရိသတ်တွေကြားမှာကြာဆင်းခဲ့ရတာဖြစ်ပါတယ်။ မြင်းမြတ်ကအရက်ကိုတော်တော်လေးတောက်တဲ့အကြောင်းတွေရက်ကွင်းကိုအချိန်မှန်မလာတာတွေအလုပ်ပေါ်ကိုမလေးစားတာတွေကိုဒရိုက်တာပြည်ဟင်းတရားကဖွင့်ချခဲ့ရဖြစ်ပါတယ်။ဒါအပြင်မြင်းမြတ်ဟာနေကိုရုပ်ရှင်ရက်ကွေးရေးသွားတဲ့အခါမှာလူမမ်းမသိအောင်တောက်စားမှုယူတာတွေအိမ်ထောင်ရေးဖောက်ပြန်တဲ့အကြောင်းတွေလူတွေကြားမှာပြန့်နှံ့သွားတဲ့အခါမှာ ငါတို့အားပေးတဲ့မင်းသားမြတ်ကဒီလိုလူမျိုးလားဆိုပြီးတော့အတွေးတွေကိုပြည်သက်တွေကြားမှာရောက်ရှိစေခဲ့ပါတယ်။မြတ်ကိုယ်တိုင်ကလည်းအစောပိုင်းမှာပြည်သက်ရဲ့မြင်ကွင်းကနေပျောက်ကွယ်နေရဖြစ်ပြီးတော့ခန္ဓာကိုယ်ဝကမျက်နှာကြီးဖောင်းကားပြီးတကယ့်ကိုတောက်စားမှုယူနေကြလူတယောက်ပုံစံဖြစ်နေခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လည်းမင်းသားမြတ်ကဝေဖန်မှုတွေခံရအပြင်းမှာပြည်သက်တွေရဲ့ရှေ့ကိုမထင်မတဲ့ပုံစံနဲ့ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။မင်းသားမြတ်ကအခုဆိုရင်မျက်နှာကလည်းမဖိုးရောင်မဝနေတော့ပဲ။အရင်တုန်းကမြတ်မြတ်လိုမျိုးတ န့်ပြန့်ချော်မော်လှပတဲ့ပုံစံနဲ့မြင်တွေ့လာရပါတယ်။ဒါပြင်မြင့်မြတ်ကအရေးသွေးကောင်းမွန်တဲ့ရုပ်ရှင်ဇာတ်ကားတွေကိုပဲတရုပ်ဆောင်ရင်းနဲ့ ပရိသတ်တွေကိုကောင်းမွန်တဲ့အရာသာပေးစွမ်းနိုင်အောင်ကြိုးစားနေပါတယ်။ဒီကနေ့လပိုင်းမှာယုံတင်ပြသခဲ့တဲ့မြင်းမြရဲ့မြေစာရုပ်ရှင်ဇာတ်ကားကြီးဟာဆိုရင်ပရိသတ်တွေကြားထဲမှာဝက်ဝက်ခွေအောင်မြင်မှုရခဲ့ရပါ။ဒါအပြင်မြင်းမြကအလို့အတန်းတွေလည်းများစွာလောက်တာကိုတွေ့ရပါတယ်။ဒါကလည်းမြင်းမြကဝေဖန်မှုတွေကြားထဲကပရိသတ်တွေနဲ့မိသားစုအတွက်ဝေဖန်မှုတွေကိုအကောင်ဆုံးခြေဖြတ်ပြနိုင်ခဲ့တယ်လို့ဆိုရမှာပါ။ ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောမယုံနိုင်လောက်အောင်ပြောင်းလဲထားတဲ့မင်းသားမြင့်မြတ်ပေါ်မှာမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးသွားခဲ့ပါအောင်ရှင်။နောက်ထပ်လည်းစိတ်ဝင်စားဖို့ရအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပေးခဲ့ကြပါဦးနော်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။